Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတွားပြီးမှကြည့်ကြမှာဖြစ်ပါတယ်ခင်ဗျာ Okay အရင်ဆုံးထုတ်စံတိုင်းပါเนาะလူရင်းတူရှင်သတင်းတွေအရင်ဆုံးဖတ်ပြပြပါမယ်เนาะ ်ပထမဆုံးသတင်းတစ်ပုဒ်ကတော့မြန်မာအထိုက်ခံများကိုကူညီရေးအမေရိကန်လွတ်အောက်လွတ်တော်မှာကြားနာတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အဲ့တော့စစ်အစိုးရကိုစန့်ကျင်တဲ့ဒီမိုကရေစီအင်အားစုများအားဘာမာ app ကိုအသုံးပြုထိရောက်သည့်အကူအညီပေးရန်ယမန်နေ့ကပြုလုပ်သောမြန်မာအရေးကြားနာပွဲအောက်လွတ်တော်အစည်းအဝေးတွင် Atlantic Council Indo-Pacific လုံခြုံရေးအစီအစဉ်မှပြင်ပအကြီးတန်းအဖွဲ့ဝင်တအုပ်ဖြစ်သူ Mrs Kelly ်ခရစ်ကပြောပါတယ်လို့သိရပါတယ်မြန်မာပြည်သူများကိုအကြမ်းဖက်သတ်ဖြတ်နေသောစစ်အစိုးရပြုလုပ်တဲ့အထူးအရောင်ရွေးကောက်ပွဲကိုပယ်ချရန်နဲ့ဒီမိုကရေစီရေးလှုပ်ဆောင်နေသူများအားအကူအညီပေးရန်နီးလမ်းများဆွေးနွေးရတွင်ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ထို့သောပြုလုပ်ရာတွင်အမေရိကန်အနေဖြင့်ဒီမိုကရေစီအင်အားစုများအားထိရောက်စွာပံ့ပိုးနိုင်သည့်နိလန်းတင်များကိုထည့်တွင်းစစ်ဆေးကြရလဲ၎င်းကတိုက်တွန်းခဲ့တယ်လို့သိရပါဗျ။အဲတော့အမေရိကန်မျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အပ်ဥပဒေ NDA ဥပဒေအရမြမအေးဖြည့်ရှင်းမှုတစိ့တပိုင်းအဖြစ်ဘာမအက်ကိုအမေရိကန်ဒေါ်လာ2022ခုနှစ်ကအတည်ပြုထားပြီးဖြစ်တော်လဲဘတ်ဂျက်ခွဲဝေမှုနဲ့ပတ်သက်၍အမေရိကန်အထက်လွှတ်နဲ့အောက်လွှတ်တော်ကြားကွာချက်များရှိနေကြပါတယ်တဲ့ထို့အပြင်အဆိုပါဆွေးနွေးပွဲတွင်မြမစစ်တပ်ကိုထောက်ပံ့ပေးနေသောလက်နက်ပွဲစားများအားပိတ်ဆို့အေးအေးယူရန်စစ်တပ်ထံသို့လက်နက်စီးဆင်းမှုဖျက်တောက်ရန်နှင့်ဘန်နာရေးစီးဆင်းမှုလမ်းကြောင်းများပိတ်ဆို့ရန်ကိုလည်းဆွေးနွေးခွင့်ကြောင့်တည်ရပါတယ်ဆိုလို့ ဒီဟာကတကယ်ရှယ်သတင်းကောင်းကြီးလို့ပြောလို့ရပါတယ်เนาะအဲ့တော့ဒီဒီမိုကရေစီအင်အားစုပေါ့เนาะအချမ်းပစစ်ကောင်စီရဲ့အတိုက်ခံဆိုတော့ကျွန်တော်တို့ဒီတော်လိုင်းအဖွဲ့တွေပြောတာဖြစ်ပါတယ်เนาะတော်လိုင်းအင်အားစုတွေကိုကူညီပေးမယ်လို့ကူညီပေးဖို့ပေါ့เนาะသူတို့စပြီးမှစီဝေးထိုင်နေကြပြီဖြစ်တဲ့အတွက်ပေါ့เนาะဒီအမေရိကန်ရဲ့စီနီစီဝေးပွဲတွေမှာကျွန်တော်တို့အဆုံးဖြတ်တွေရတကယ်ပဲပေါ့เนาะတော်လိုင်းအတွက်အရေးပါတဲ့အရာတွေဖြစ်လာမှာဖြစ်ပါတယ်အဲ့တော့အချမ်းဖက်မင်းအောင်လိုင်းကမအောင်မြင်မဲ့ရွေးကောက်ပွဲကိုမရရအောင်သူလုပ်နေပေးမယ်လေတစ်ဖက်မှာလည်းတော်လိုင်းအတွက်ပေါ့เนาะသတင်းကောင်းတွေအများကြီးရှိနေဖြစ်ပါတယ်เนาะ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့မိုးကုန်းနဲ့မိုးမီမြို့များတို့ TRL ကစစ်ကော်မရှင်တက်ကိုခေါ်သွင်းမယ်ဆိုတာသတင်းကတေချာသလားဖြစ်သွားပြီပေါ့နော်ဒီမှာဆိုရင်ဒီမှာတောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TLN နဲ့စစ်ကော်မရှင်တို့အကြအပြည့်ရဲ့ညှိနှိုင်းချက်များရယူပြီးနောက်မိုးကုန်းနဲ့မိုးမိတ်မြို့များမှာ TLN တပ်များထွက်ခွာပေးရမည်ဖြစ်ကစစ်ကော်မရှင်တပ်များဝင်ရောက်လာမည်ဖြစ်သည်တဲ့စစ်ကော်မရှင်တပ်များသည်မိုးမိတ်နှင့်မိုးကုန်းတို့ဝင်ရောက်ရာတွင်တအောင်းတပ်များကိုယ်တိုင်ခေါ်သွင်းပေးမည်အခြေအနေနှင့်ဝင်ရောက်မည်ဖြစ်ကြောင်းတော်လိုင်းတပ်ဖွဲ့များနှင့်နီးစပ်သူတွေမှသိရပါတယ်တဲ့မြို့ကန်လူငယ်တွေနဲ့အမျိုးသမီးမျိုးသားတွေကိုခေါ်ပြီးတော့စာရဖစစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့တွေကခေါ်ရိုက်တယ်မင်းတို့လားငါတို့ဝင်လာတော့ကိုမင်းတို့ကတံမုံတီးဒါဆိုပြီးတော့ခေါ်ရတာတွေရှိတယ်မိုးကုတ်အရှိတ်ဘက်မှာစာရဖတွေရောက်နေပြီလို့ မိုးကုတ်မြို့ကမျိုးသမီးတူဦးက AR တိုင်းကိုပြောပါတယ်ဗောနော်အဲ့တော့မိုးကုတ်မြို့ကနေတံမုံတီးတဲ့သူတွေကိုပြီးခဲ့တဲ့ရက်ပိုင်းမှာအားလုံးလည်းမြင်ခဲ့ပြီးဖြစ်ပါတယ်နော်ဗီဒီယိုထဲမှာအဲ့တော့တမုံတီးတဲ့လူတွေကိုတော့မဆာရဖားတွေကဒီလိုမျိုးနိုင်ကျင့်နေတဲ့အခြေအနေရှိပါတယ်နော်အဲ့တော့ TNL ကတကယ်ခေါ်သွင်းလာလို့ဆိုရင်တော့ဒါတော်လိုင်းရေးကိုသူတို့ကအာတော်တော်လေးကိုတောက်ရှက်တဲ့အနေအထားဖြစ်နေပါတော့အဲ့ဒီပုံမှာအဘယ်လိုမျိုးဆက်ပြီးတော့ဗောနော်တော်လိုင်းအဖွဲ့နဲ့ဆက်သွားမလဲဆိုတာတော့ကြည့်ရမှာဖြစ်ပါတယ်နော်ဒါပေမဲ့လည်းတေချာတာတော့ TNL ကတော့ဘလို့မှကျွန်တော်တို့တော်လိုင်းအဖွဲ့နဲ့လက်တွဲလို့မရတော့မဲ့နေရာအခြေအနေမှာဖြစ်နေပါပြီနော် ။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒေါဘုံမြို့နယ်ဘိုးထွန်းဆန်ရက်ွက်လှုပ်ချွေမှုကြော်စိန်နှင့်အဖွဲ့ကလူငယ်များကိုဖမ်းဆီးပြီးတဦးလီ28သိန်းဖြင့်ငွေညစ်ရွေးကိုင်းမင်းလာတွင်လည်းအုပ်ချုပ်ရေးမှုအောင်ထွက်ကလှဆင်စစ်မှုထမ်းကြီးတောင်းယူပြီးမှလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။အဲတော့ဒေါဘုံမြို့မှာရှိတဲ့ဘိုးထွန်းဆန်ရက်ွက်အုပ်ချုပ်ရေးမှုကြော်စိန်နှင့်ယာအိမ်မှုမိုးကြီးအဖွဲ့ကဒေါဘုံမြို့နယ်တွင်ကားဂိတ်များလမ်းများနဲ့အသက်18နှစ်မှအသက်35နှစ်အတွင်းလူငယ်များကိုလိုက်လံဖမ်းဆီးကြောင်းဖမ်းဆီးရရှိသောလူငယ်များကိုရက်ွက်ရုံးနှင့်ယာယီခေါ်ထားပြီးမိဘဆွေမျိုးများကိုဖုံးဆက်ခိုင်းကငွေဖြင့်လာယူခိုင်းကြောင်း တာကိတမြို့နယ်အမှတ်ရှိရွက်မှာလူငယ်တအုပ်မှာနိုဝင်ဘာလ16ရက်နေ့အပြင်ထွက်စဉ်အုပ်ချုပ်ရေးမှူးကျော်စင်အဖွဲ့ဖမ်းဆီးမှုခံလိုက်ရပြီးတော့နိုဝင်ဘာလ18ရက်နေ့တာကိတမြို့နယ်ရှုခင်းတာလန်ဆန်လဖိတ်ဆိုင်တွင်ငွေကျပ်28သိန်းပြည်ပြန်လည်ရွေးထုတ်ခဲ့ကြအောင်တည်ရပါတယ်နော်။ကဲဒါမျိုးပြည်သူတွေကိုနော်ခုချိန်မှာတကယ်ရက်ဆက်တဲ့ကောင်တွေပေါ့နော်ဒီလိုမျိုးခေါင်းပုံဖြစ်တဲ့ကောင်တွေကိုအမြန်ဆုံးရေးယူသင့်တယ်ပါတယ်နော်။ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်တပ်ဥဆောင်မဲ့ရွေးကောက်ပွဲကိုစတင်ကြောင်းပြီးခဲ့တဲ့စက်တင်ဘာလအတွင်းကရန်ကုန်မြို့လှိုင်တိုင်မြို့နယ်တွင်ဆန္ဒပြခဲ့တဲ့ကိုရန်နိုင်ကြည်ဝင်းကိုအောင်ရဲထွန်းနဲ့ မယမင်းထက်တို့ကိုစစ်ကော်မရှင်တရားရုံးကထောင်ဒဏ်နှစ်90နီးပါးမိန့်ချလိုက်တယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။၎င်းတို့၃ဦးကိုစစ်တပ်ကရွေးကောက်ပွဲအခါကွေဥပဒေပုံမှန်23ကကြီးဖြင့်တရားစွဲခြင်းဖြစ်တယ်တဲ့။ဒီပုံမှန်ဒီအမြင့်ဆုံးပြစ်ဒဏ်ဖြစ်ထောင်9နှစ်ချနိုင်တော်လဲတရားစီအမှုတွေများတိစောက်ပြီးထောင်ဒဏ်နှစ်ရှစ်ချမှတ်ခြင်းဖြစ်ပါတယ်တဲ့။ဖမ်းဆီးခံခဲ့ရသူများသည်ရှေ့နေ9ရက်စ조사နေစဉ်အတွင်းနှစ်ရှစ်ထောင်ဒဏ်များချမှတ်ခံခဲ့ရခြင်းဖြစ်ပါတယ်ပေါ့နော်။အဲ့တော့ဒီနိုင်ငံသားတရားရဲ့အခွင့်အရေးဆိုတာဘာမှကိုမရှိတော့တဲ့အပြင်ကိုဒီရွေးကောက်ပွဲကို နော်မကြိုက်ပါဘူးဆိုပြီးတော့စန့်ကျင်ကိုယ့်အကူစန္ဒပြတဲ့ကိစ္စကိုတော့မှဒီလိုမျိုး1 50ထောင်ချရည်ဆိုစဉ်းစားစဉ်းစားကြည့်တော့ပါနော်ဒါကဒီမိုကရေစီလမ်းကြောင်းကိုသွားနေပါတယ်ဆိုတဲ့လူတွေရဲ့လုပ်ရပါနော်အဲ့တော့ဘလို့ပါယုံကြည်စရာမရှိဘဲနဲ့အခုချိန်မှာဆိုရင်ဒါသူတို့ကိုပေါ့နော်သူတို့ရွေးကောက်ပွဲကိုနောက်နောက်ဖျက်ဆီးတာလည်းမဟုတ်သေးဘူးနော်ဘာမှအကိုထိလဲအလုပ်တာတခုမှမဟုတ်သေးဘူးဒါဟိုတော့မှဒီစက်ကြီးကြောင်းလေးပြောတာမှ1 50ချရည်ဆိုတော့နော်တော်တော်ကိုရုပ်မှရိုင်းဆိုင်တဲ့ကောင်တွေဖြစ်နေပါပြီနော်ကဲနောက်ထပ်ကျွန်တော်နားထောင်မှာတော့ ဒီ Champions League ကောင်စီနဲ့ဒီကြိုက်ဖက်အကြောင်းပေါ့နော်သူရဲ့တုံ့သက်ချက်တွေနားထောင်ကြည့်လောက်နော်ရတယ်မအေးနိုင်တဲ့စစ်အုပ်စုနော်ဂျိုကီကီပတ်တူနော်ရီယာရွှေကုတ်ကိုရိုးဆိုတာဒါစစ်တပ်ကနေပြီးတော့ခွင့်ပြုထားလို့နော်သူရဲ့လက်အောက်ခံ BGF ဆော့ချစ်သူကနေပြီးတော့ခွင့်ပြုပြီးတော့ဒီစာနှံလုပ်ငန်းတွေနဲ့ဒီရွှေကုတ်ကိုလေပတ်နေတာနော်စစ်တပ်ကဒါခွင့်ပြုထားလို့ နော်စစ်တပ်က2021ခုနှစ်ထဲကအာဏာသိမ်းတာဟုတ်ကဲ့2025ခုနှစ်နှစ်ကုန်မှရောက်တာလင်းနှစ်ကျော်၅နှစ်အတွင်းမှာဒီစာမျက်ကိစ္စနဲ့ပတ်သက်ပြီးတော့ထိရရောက်အရေးယူဆောင်ရွက်ခဲ့တာမရှိဘူးစေအောင်စုကဒီ PDF PDF ကိုလည်းဆော့ချစ်သူလို့ဖွင့်လို့လည်းဒီစစ်တပ်ကမင်းအွန်လိုင်းလို့အုပ်စုကဒီစာမျက်နဲ့ပတ်သက်ပြီးတော့နော်ပြားပြီးဆောင်ရွက်ထားလဲမတွေ့ရဘူးအခုမှအမေရိကန်ပြည်တော်စုကနေပြီးတော့နော် SCSF ဆိုတဲ့အဖွဲ့ကို အရေးပေါ်ဖွင့်လိုက်တဲ့အချိန်ကြမှာအခုမှဝယုံတုံးကားနော်စာဖက်နဲ့ပတ်သက်ပြီးတော့မြောက်ရီရှုပ်ကိုကိုနော်စီးနေတယ်နော်ကီကီပတ်ကိုစီးနေတယ်အဆောက်အဦတွေကိုဖြိုချဖြည့်စီးမယ်ဆိုပြီးတော့ဟန်ပြလှူဆောင်လာတာကိုကျွန်တော်တွေ့ရတယ်ဒါကဒီစစ်အုပ်စုကဒီအမေရိကန်ပြည်ထောင်စုကဲအဖွဲ့သောဆောင်တဲ့အဖွဲ့ကိုသူကကြိုတင်နေတယ်သူတို့ရဲ့နောက်ဆုံးနေ့ရက်တွေကိုကြိုတင်နေတော့ကိုတို့ဒီအဖွဲ့ကို ကြောက်တယ်ဗျာအမေရိကန်ပြည်တော်စုကဖွဲ့လိုက်တယ်ဖွဲ့တင်ချာတာပေါ့ဒီဂျာကန်နဲ့ပတ်သက်ပြီးတော့ကေကေဘကေကေဘမှာရှိတဲ့အဆောက်အဦတွေဖြည့်ဆည်းမယ်ရွှေကုတ်ကူမှာရှိတဲ့เนาะဒီဂျာကန်နဲ့ပတ်သက်ပြီးတော့ဟိုဒုက္ခနေတဲ့လူတွေကိုဖမ်းဆီးအရေးယူလာတော့အခုမှဝေရုံတုံးကောက်ဟိုဖာရမ်းမီလောင်တယ်လို့မျိုးလိုက်လုပ်နေတာစစ်တပ်ကတွေ့ရတယ်ဒါပေမဲ့တော့တော်တော်များလဲဒီဂျာကန်ရင်းနဲ့ပတ်သက်ပြီးတော့စစ်အုပ်စုရဲ့မဆုံး ထွက်တတ်ပါဗျာနောက်ဆုံးအချိန်ကြီးလို့ပဲပြောရမှာပေါ့နော်နောက်ဆုံးအချိန်ကြီးရောက်လာပြီဆိုပဲရောကဲဒါတော့အမှန်ပေါ့နော်အဲ့တော့ကြားဖြတ်ရေးရတော့တော်တော်ကိုကြီးလို့ပေါ့နော်အခုဆိုရင်ကြားဖြတ်နဲ့ပတ်သက်ပြီးတော့မနော်အမေရိကန်ထုတ်ပြန်ချက်တွေတနေ့တစ်မျိုးထုတ်နေတာပေါ့နော်အခုဒီနေ့မှာဆိုလဲခုနဖတ်သွားတဲ့သတင်းဆိုရင်ဒီ မင်းအောင်လိုင်းရဲ့ဒီအတိုက်ခံတွေကိုသူတို့ကူညီမယ်ဆိုပြောတဲ့သတင်းကတကယ်ပဲသတင်းကောင်းပေါ့နော်ဒီသတင်းသာချေချေပြန့်ပြန့်ထွက်လာပြီးမှတကယ်သေချာတယ်ဆိုတော့ဒါတော်လိုင်းအတွက်တကယ်အားအားရှိပြီးအားရှိစေမယ့်သတင်းဖြစ်ပါတယ်နော်အဲ့တော့မင်းအောင်လိုင်းဘောက2026ကတော့မင်းအောင်လိုင်းလုံးဝခံပက်ကြီးပဲဖြစ်မှသေချာနေပါပြီနော် ကဲနောက်ထပ်ကျွန်တော်ကြည့်ရမယ့်သတင်းပုဒ်ကတော့အခုအချိန်မှဆိုရင်မဲရောက်လိုင်းကအတခါတက်တော့ A ကိုနေရာတိုင်းမှာရှုံးနေလို့ပေါ့နော်ရှုံးမဲမဲပြီးတော့ဒီမွေးရစီဝါတွေက A က A ကနေရောင်းဝယ်မလုပ်တာပါဆိုပြီးတော့ပေါ့နော်သူတို့ဖမ်းပြလိုက်တဲ့ဟာမနေဘူးပေါ့နော်အဲ့တော့ဒီကားတစ်စီးစာတော်တော်များတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူတို့ A ကိုဆွတ်ဆွဲတယ်ပေါ့နော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဥခိုင်ဒုက္ခရဲ့ပြောစုချက်လေးနောက်အောင်ကြည့်အောင်နော်ဒီဟာကတော့ဒီအကျံဖက်ဖက်စစ်စစ်ရာဇဝခိုင်းရဲ့ဒီမယိုးနိုင်တဲ့အခြေအနေမရှိ အများအားလို့ရောက်တယ်။ဟန်ကြီးဆွတ်ဆွေဟိုဝါဒဖြန့်မှုတစ်ခုပဲဖြစ်ပါတယ်။ဟိုအရင်တုန်းကလည်းဒီလိုမျိုးအကြိမ်ကြိမ်ဆွတ်ဆွေမှုပါတယ်။ဟိုဒီကိစ္စကတော့ကျွန်တော်တို့နဲ့ဘာမှပတ်သက်မှုမရှိပါဘူး။ဟိုအချမ်းဖဲဖဲစစ်ကောင်စီကဟိုသူတို့မှဒီသူတို့မူရေးစေဝါဆက်ယုံတွေကသူတို့ကိုယ်တိုင်ထုတ်လုပ်ထားတဲ့မူရေးစေဝါတွေကိုထုတ်ပြပြီးတော့ဟိုတခြားသူတွေကိုလက်ညှိုးထိုးပြပြီး ဒါရုံမှာအောက်တန်းကြတဲ့ဒီနိုင်ငံရေးအောက်လုံးတွေနဲ့ဟိုတိုက်ပွဲပုံနေတာကဖြစ်ပါတယ်။အေးအဖွဲ့ရဲ့စီးပွားရေးတာဝန်ခံဦးခင်ထွန်းနဲ့ဝိရစီဝါထိန်ထိန်ပေးသူလာမင်ခန့်တို့ကိုရခိုင်နဲ့မလေးရှားနိုင်ငံကိုပို့မဲ့ကျက်ဘီလီယံ120ခန့်တန်ဖိုးရှိ ice ဝိရစီဝါ400ကီလိုဂရမ်နဲ့အတူပသိမ်မြို့မှာနိုဝင်ဘာလ9ရက်နေ့ကဖမ်းဆီးရမိခဲ့ကြောင်းနိုဝင်ဘာလ16ရက်ထုတ်စစ်ကော်မရှင်ရဲ့သတင်းစာရီမှာဖော်ပြထားပါတယ်။ကဲ တွေ့တယ်မနော်အဲ့တော့ A ကိုဆွဆွဲတာတော့ခါခါနာရှိနေပြီနော်အခောက်တိုင်းရှိနေပြီအဲ့ဒါအခုကတော့ A ကတော့လုံးဝအပြစ်ငင်းထားတယ်ပေါ့နော်အဲ့တော့ main online ကတော့အခုလိုမျိုးအောက်လုံးတွေလည်းတုံးတက်ပြီးတော့နိုင်ငံရေးမှာထိုးချရလဲအားလုံးသိပြီးသားဖြစ်ပါတယ်နော်ကဲနောက်ထပ်နားထောင်မှာကတော့ဒီကြားဖြတ်ကိစ္စနဲ့ပတ်သက်ပြီးတော့တဲတဲကြီးပြောဆိုချက်လေးပေါ့နော်သူရဲ့အမြင်လေးကျွန်တော်နားထောင်ကြည့်အောင်နော်ကဲကညှို့လေးတက်တော့သူကိုထိုးကြည့်မှလည်းတဲ့နော်ဆိုတော့ဒီလိုလူတွေရဲ့လက်ထဲမှာတိုင်းပြည်ကိုထားကျင်နေတဲ့လူတွေလည်းရှိပါတယ်။အဲတော့ကျွန်တော်နိုင်ငံရဲ့အခြေအနေကို ထိနေမှန်ကိုရောအခုမြင်ကြရဲ့လားလို့အဲ့ဘောမတက်တိုက်ကိုမေးရတော့မှာပါเนาะကျွန်တော်တို့နိုင်ငံလက်ရှိအခြေအနေမှန်ကိုမြင်ကြရဲ့လားလူသားတွေကိုယ်တိုင်ကเนาะအသွေးအသားတွေပါရောင်းချနေရတဲ့အခြေစုပ်ပြတ်တက်နေတဲ့နိုင်ငံဖြစ်နေပါဘူးဘေးနိုင်ငံမှာတခြားနိုင်ငံမှာအလုတ်လာလုံနေကြတဲ့လူတွေကိုယ်တိုင်တော်မှကြေကြပြန့်နေပတ်သက်ပြီးတော်တော်မျက်နှာငယ်အပြောဆိုခံရတဲ့အခြေအနေမျိုးပါเนาะအဲ့တော့ဒီလိုမျိုးကြားဖြန့်လုပ်ငန်းတွေကဘာကိုလွှမ်းမိုးနောက်တဲ့အခြေတသိမ်းထရကောင်းအောင်ဝေးပွားလာတဲ့ဝေးပွားခဲ့တဲ့ တိုင်းပြည်ထဲမှာရှိနေတဲ့အာနာရှင်တစုအခုချိန်မှာနှစ်ဖူးကိုမွေတက်ပေါက်တာပါပဲအဲ့တော့စောချစ်သူတို့ကလည်းဒီလုပ်ငန်းတွေထဲမှာအကျိုးအမြတ်တွေအများကြီးယူလာတယ်ဆိုတော့ဒါနိုင်ငံတကာကလည်းသိနေပြီဖြစ်တဲ့အတွက်အမေရိကန်ကတော့မှစီဝိုင်းပိတ်ဆို့မှုတွေလုပ်တာတွေရှိလာတယ်နောက်ပြီးတော့ဒီကြားဖြန့်နှိမ်နေရေးတွေတီးတန့်ဖွဲ့စည်းတာတွေရှိလာတယ်အဲ့တော့မြန်မာပြည်တွင်းထဲမှာနော်ဒီကြားဖြန့်ဟာဘလောက်ထိလိုက်စားပြီးတော့မှကျွန်တော်တို့နိုင်ငံထဲမှာလူမသိသူမသိအသက်ဖြတ်ခံလိုက်ရတယ်ဘလောက်တောင်များနေမယ်ဆိုတာစဉ်းစားကြည့်ပေါ့နောက်တစ်ခုက 不苦钱嘛，少吃多噶，不不要脸，不不要玩，少吃多不要脸。直到来找你了，吧？没有来弄要那娃子也比的，别人，老公都的你比喽，喏，没有来弄，个老家来，弄婆你的啊，你少吃不会吧，不要我的嘛，在哪里，不要我的嘛，你在哪里，该在哪里说路线，别别来呀来，了、啊，少吃多了吧，走路的吧呗，那走路的，哪怕快些比我妈，苦 <noise> 了，老老些些苦，妈阿些有什么嘛，肯定比吧，那苦了，本来就不足的，肯定咋比我妈，也是会讲的，就是不变的。 ကြောက်နေရတာဖြစ်ပါတယ်။စောချစ်သူကလည်းမင်းအောင်လိုင်းကိုကြောက်တယ်လို့မင်းအောင်လိုင်းကလည်းစောချစ်သူကိုကြောက်နေတာဖြစ်ပါတယ်။အဲ့တော့ဘသူကခေါ်ပြီးတော့အနှုတ်ပိတ်ခံရမလဲ။တကယ်တော့ကျတော့ဒီတားဖြန့်လူလိန်ကိုင်းကတရုတ်ပြည်ကနေပြီးတော့ပဲစတင်လာတာဖြစ်တဲ့အတွက်တရုတ်မှာလုံးလုံးတောင်းရှိပါတယ်။နော်ဒါပေမဲ့တရုတ်ဟာတားဖြန့်လူလိန်ကိုင်းနဲ့မပတ်သက်ဘူးဆိုတာကိုပြမှုဆိုတော့တယောက်ပြီးတော့နှုတ်ပိတ်မှာပါ။အဲ့ထဲမှာဟိုအနည်းဆက်ဆုံးခံရရတာကတော့ခံရရတာကတော့စောချစ်သူပေါ့။ BD အကောင်းဆုံးစောချစ်သူဖြစ်ပါတယ်။နော် အဲ့တော့မင်းအောင်လိုင်ကပဲစောချစ်သူကိုထိုးသွင်းပါလားစောချစ်သူကပဲမင်းအောင်လိုင်ကိုထိုးသွင်းပါလားချင်းချင်းထိုးကြပါမယ်နော်စောချစ်သူကမင်းအောင်လိုင်လက်ခုပ်တရားကြီးဖြစ်နေပါအမှန်ပဲအဲ့တော့မြန်မာနိုင်ငံထဲမှာရှိနေတဲ့စစ်ကောင်းဆောင်တွေလက်နက်ကင်ထားတဲ့ခေါင်းဆောင်တွေထဲမှာဘယ်နှစ်ယောက်လောက်ကဒီကြားဖြန့်ကိုင်းမှာပါဝင်ပတ်သက်နေတယ်လဲဆိုတာကိုထပ်ပြီးတော့ဖော်ထုတ်နိုင်အကောင်းဆုံးပါပဲနော် MNDA ဝတေချာပေါက်ပါပါလိမ့်မယ်နော်သူတို့တွေကနေပြီးတော့ပဲစခဲ့ကြတဲ့ဇလန်းတွေဖြစ်ပါတယ်ဒီဇလန်းတွေကနောက်တစ်ခုကဒီရက်ထဲမှာထွက်လာတဲ့ဒီကြက်ခိုင်ရေး အမတ်လောင်းဖြစ်တယ်ကိုစလဲလောင်းဖြစ်တယ်အမျိုးသမီးတယောက်တယုတ်နံပဲကျွန်မလည်းမိသွားပြီနော်အဲ့ဒီအမျိုးသမီးကိုဒါတယုတ်ပြီးမှဖမ်းပြီးတော့မှဆေးထိုးတက်လိုက်တဲ့ဗီဒီယိုပါပဲတွေ့ရဖြစ်ပါတယ်အဲ့ဒီအမျိုးသမီးကချန်ခံရေးတွေကဖြစ်နေပါတယ်အဲ့တော့ဒီကြားပြန်လူလိမ့်တွေကအာနာပိုင်းနေနဲ့ပေါင်းပြီးတော့ဘလောက်တောင်ဒီအစိုးရရန်လျာကြီးထဲမှာလှိုက်စားကျင်လည်ပြီးတော့မှမြန်မာပြည်သူလူထုပေါ်မှာခေါင်းပြုံခေါင်းပုံဖြစ်အမျက်ထုတ်နေလဲဆိုတာနိုင်စစင်းစားလို့ရပါတယ်တော်တော်ကြောက်စရာကောင်းတဲ့အခြေအနေပါအခြေအနေတွေကိုဆက်ဆက်ပြီးစဉ်းစားကြည့်မယ်ဆိုလို့ရှိရင် နော်ဒီဒေါ်လာရေးကာလမှာပါလာခဲ့တဲ့တိုင်းသာလက်နက်ကတချို့ကမင်းအောင်နိုင်ကိုတနက်တစ်ဖက်တစ်ချက်မဖောက်ရဘဲနဲ့နေမီပြန်သိမ်းပေးရတာလေပြန်ပေးလိုက်ရတယ်နောက်ဆုတ်ပေးရတယ်ဒါတွေကနောက်လျှောက်လုပ်နေရဖြစ်တယ်နော်ဘာကြောင့်တို့ဒီလိုလုပ်တာလဲတို့တိုက်ရင်နိုင်နေတဲ့အနေအထားမျိုးပါအဲ့ကကျွန်တော်တို့ပြည်သူလူထုလည်းမြင်နေရတာပဲတိတုံညာနေကုန်စစ်စင်ရေးဒါဒီတိုင်းသွားခဲ့မယ်ဆိုလို့ရှိရင်မြေအောင်နိုင်ကဒီချိန်ဒီထိတော့တောက်ခံနိုင်မှာမဟုတ်ပါဘူးเนาะဒါကိုအချိန်ကြာလာတဲ့နေ့ညဘာလို့မြေအောင်နိုင်တို့ ਨੇ เนาะတရုတ်ရဲ့စကားကိုနားထောင်နေကြတာလဲဒီထဲမှာဘယ်သူတွေဆက်ပြီးပေါင်းဝင်အောင်ပါလဲ PNL ရောဒီကိစ္စနဲ့လွတ်ကင်းရလား ပြန်ယူရောဒီကိစ္စနဲ့လွတ်ကင်းရဲ့အလားဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့စိတ်ဝင်စားစောင့်ကြည့်ရမယ့်အခြေအနေမျိုးဖြစ်ပါတယ်။ဒီခါလေးရှင်းသွားတော့လေအေးတာပေါ့ရှင်နော်။ဒီမှာနိုင်ငံထဲမှာဒီလောက်ရုံမှာရက်ဆက်ပြီးတော့ကိုယ်တိုင်းပြီးကိုဖြက်စီးနေတဲ့အကောင့်နေသနက်ကင်ပြီးတော့ခုံအမြင့်အင်းဒီပေါ်မှာတက်ထိုင်နေကြတာလေ။ဟုတ်လားမြန်မာနိုင်ငံတစ်ခုလုံးကိုဖြက်စီးသွားအောင်လုပ်မယ့်ကောင်တွေကဒီကောင်တွေပါပဲ။တကယ်ပဲဟုတ်တယ်နော်။ကြည့်ရတဲ့လောက်ကတော့မင်းအွန်လိုင်းတွေမှုကြိုက်တာပေါ့ကော။တရုတ်ကလည်းမှုကြိုက်နေတာပါနော်။အခုချိန်မှာတရုတ်ကဘယ်အကွက်ကိုခင်းပြီးတော့ဘယ်သူ့ကိုထိုးကြွေးအောင်လဲဆိုတာလေ။ကျွန်တော်တို့ကြည့်အောင်ပါပဲဖြစ်ပါတယ်။ ဲ့တော့တရုတ်ကသူပါဝင် ပတ်သက်နေတဲ့ဒီကြားဖြတ်လူတွေတိုင်းကိုအခုချိန်မှာတော့နှိမ်နှင်းမှာအလုပ်လုပ်ရပါလိမ့်မယ်။ဘာလို့လဲဆိုတော့ Donald Trump ကလည်းဒီကိစ္စကိုနှိမ်နှင်းရေးအဖွဲ့ကြီးပါခွဲလိုက်ပြီဆိုတာကိုသိလိုက်တဲ့အခါကျတော့တရုတ်ကဘယ်လိုသွားမလဲဆိုတာစောင့်ကြည့်ရမယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံကတရုတ်ရဲ့လက်အောက်ခံလက်ဝဲခံလုံးလုံးရရဖြစ်နေရတော့သိရပါတယ်။ကဲဒါတော့တသေးရဲ့30ချက်ပါเนาะအဲတော့ချာပြကိစ္စနဲ့ပတ်သက်ပြီးတော့ဟုတ်တယ်ဆော့ချစ်သူကတော့လူမြင်ကွင်းမှာပျောက်နေတယ်ပေါ့เนาะဘယ်ရောက်နေလဲမသိဘူးတေချာတော့သူ့ဘာဆွဲစီမှာကြောက်လို့ထွက်ပြေးနေတာဖြစ်ပါတော့เนาะ အချိန်အတိုင်းတာမတိုင်ခင်ကလေးကအဲ့ဒီစစ်ကြောင်းကဟိုးကျွန်တော်တိန်ခုံးဘက်ကနေပြီးတော့မှဘောတောင်ကိုချီတက်နေတာဒီချိန်นี่မရောက်နိုင်သေးဘူးဒီချိန်นี่မရောက်နိုင်သေးဘူးအဲ့ဒါကိုသူကနှစ်လအတွင်းရောက်တယ်ဒါကတော့သူ့ရဲ့ယာဒူးအာနာပါဝါဆက်ပြီးတော့မှဒီရခိုင်မြေကြီးအတွက်ကတော့သူကတော့ဒီ promise တစ်ခုတော့သူပေးခဲ့မှာပေါ့နော်ပေးခဲ့မှာပေါ့ဒါတစ်ပိုင်းပေါ့ကျွန်တော်အဲ့လိုမျိုးတိုင်းမို့ဒီလိုလုံးလိုက်ပြီဆိုဆိုလဲဆိုတော့ကျွန်တော်ဒီဘက်ကအဲကျွန်တော်နေမီမှာတာဝန်ရှိတဲ့လူတွေကိုကျွန်တော်မေးကြည့်တယ်ပေါ့နော်မေးကြည့်ရတာအဲ့ကိုတို့ ိုင်းခုတော့ဒီလိုမျိုးရာဇနံပိတ်နေပြီနှစ်လအတွင်းမှာရအောင်ပြန်ပြီးတော့မှခြိတဲ့ပါမယ်တိုက်ခိုက်ပါမယ်လို့ဆိုပြီးတော့မှပြောနေပြီပေါ့အဲ့တော့နှစ်လအတွင်းမှာကျွန်တော်တို့ကပြန်ပါသွားတဲ့အခြေအနေမျိုးထိအကိုတို့ကလက်ခံပါလားလက်လို့ဆုံးရှုံးခံပါလားဆိုတဲ့ပုံစံမျိုးကျွန်တော်ကနည်းနည်းလေးတို့တီးခေါက်ကြည့်ရပေါ့တီးခေါက်ကြည့်တဲ့အခါကျတော့ဘလို့မှလက်လို့ဆုံးရှုံးခံရအကြောင်းမရှိဘူးပေါ့နော်ဒီစိတ်ကြောင်းကိုကျွန်တော်တို့ဒီဘက်မှာမောရောင်ကိုတက်တက်အလုပ်လုပ်နေတဲ့အချိန်မှာကိုဟိုဘက်ကစိတ်ကြောင်းကတော့ကျွန်တော်တို့ကောင်းကောင်းကြီးတားထားနိုင်သေးတာပဲပေါ့နော် ဒါမျိုးဖြစ်လာတဲ့အကြောင်းမရှိဘူးဆိုတော့အဲသူတို့ရဲ့ဒါဟိုဘယ်လိုအာတက်ဆရာပေါ့ဗျာဝန်တာတွေကစကားလေးလဲသွားပြီးတော့မှကြားရတယ်ပေါ့အဲ့တော့ပြီးတော့သူတို့ကပြောလဲဆိုတော့တိုင်းမှုပြုတ်ပြုတ်အောင်ကိုဖြုတ်ဖြုတ်ပေးမယ်တဲ့တိုင်းမှုပြုတ်ပြုတ်ပေးမယ်နှစ်လနဲ့ဘလုံးမှရောက်အောင်လာနိုင်နေအကြောင်းမရှိဘူးနှစ်လလည်းမရဘူးနှစ်နှစ်လည်းမရဘူးပေါ့နော်ကျွန်တော်တို့ကဒီတဲ့တိုးပြီးတော့နေမီတွေကိုထပ်ပြီးတော့မှအသိပိုင်းနိုင်အောင်ပဲကြိုးစားမှာပေါ့ကျွန်တော်တို့ scope ကျင်းသွားအောင်တော့ကျွန်တော်တို့ကဘလူးမှာလုံမှာမဟုတ်ကျွန်တော် scope တစ်ဖြည်းဖြည်းနဲ့အဲကျေလာအောင်လို့ကျွန်တော်တို့ပူပေါင်းတဲ့ဖွဲ့တွေနဲ့ ဒါဝိုင်းပြီးတော့မှအဲကျွန်တော်မြို့မြို့ထိန်းထားတဲ့ဖွဲ့ကထိန်းထားပါဗောနော်ကျန်တဲ့ကျွန်တော်တိုက်ခိုက်ဖွဲ့ကတိုက်ခိုက်ဖွဲ့တွေပြန်ပြီးတော့မှစုဖွဲ့တာတို့ထုံထုတ်တာတို့ကျွန်တော်တို့ပြင်ဆင်ဆောင်ရွက်နေကြတယ်လေဒီဘက်မှာအများကြီးကျွန်တော်မျက်စိထဲမှာမြေပြင်မှာမြင်တွေ့နေရတယ်ဗောနော်ဒါနဲ့ပတ်သက်ပြီးတော့မှလည်းကျွန်တော်တို့တိုက်မှုကတော့နှစ်လဆိုမိုးဘွာလာနှစ်လတော့ဖြစ်ဖြစ်နိုင်လိမ့်မယ်ဗောနော်အဲ့တော့တိုက်မှုတွေကတော့ညှော်လင့်ချက်တော်တော်မဲ့မဲ့အနေထားမျိုးဖြစ်တယ်ဆိုတဲ့ဟာကိုတခုပြောကျင်တယ်ဗောနော်နောက်တစ်ခုကကျွန်တော်တို့ မနေ့ကဆိုလို့ရှိရင်ကျွန်တော်ထည့်ပြီးတော့မှပြောလိုက်တယ်ပေါ့ဒီကောင်နဲ့ရဟတ်ရင်နဲ့ကိုးကောက်ကျွန်တော်လာပြီးတော့မှပို့ဆောင်တဲ့ထဲမှာရိတ်ခါတွေပါတယ်ရိတ်ခါတွေကိုသူတို့ကအလဲမှာပုံ damp လုတ်လိုက်တယ်ပေါ့နော် damp လုတ်လိုက်တယ်လုတ်လိုက်ပြီးတော့မှသူကအလိုစစ်ကြောင်းတွေကပတ်ပြီးတော့မှသူတို့ဒီဟိုဝိုင်းထားတဲ့ပုံစံမျိုးလုတ်ထားတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီရိတ်ခါတုပ်ကိုယူယူစားလိုက်ပြီးတော့ဟိုအဓိကကြောပေါ်တဲမသွားတော့ဘူးပေါ့ဗျာကြောပေါ်တဲမသွားတော့ဘဲနဲ့ဟိုအလွယ်လေးလုတ်မယ်ဆိုပြီးတော့မှစီစဉ်ထားတဲ့ရိတ်ခါတုပ်တွေကိုကျွန်တော်တို့ကတတ်တွေးလိုက်ကောတတ်လိုက်လိုက်ပြီးတော့ကျွန်တော်တို့ကယူလိုက်ကောအဲယူတော့ရလိုက်တဲ့အချိန်မှာဘာလို့ တွားပြီးတော့မှတွေ့ရလဲဆိုတော့ကျွန်တော်ရရချင်းတော့တော့မနေ့ကကျွန်တော်ပြောတဲ့အချိန်မှာစိတ်ကလည်းနည်းနည်းလောသွားတယ်ပေါ့ရရချင်းအချိန်မှာဘာမှကျွန်တော်မသိသေးဘူးဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်ဆန်အိတ်တွေပါလေးအဖောက်ဖွဲ့ပြီးတော့မှဘာလေးပါလဲဆိုတာကြည့်အချိန်မှာဆန်အိတ်ထဲမှာပြဒါလုံးဝအမှန်မတင်ပဲဒါအာရှလမ်းမှာလည်းဒီတိုင်းကြုံရတယ်ပေါ့နော်အာရှလမ်းမှာပါနောက်တန်းကနေကျွန်တော်တို့နားစာတွေအကြော်တော်တွေပို့တဲ့အချိန်မှာဒါဘူကြီးတယောက်ကပေါ့နော်ညာအဲ့ဒါကျွန်တော်အင်တာဗျူးထဲမှာလည်းတစ်ချက်တယောက်ရဲ့အင်တာဗျူးထဲမှာကျွန်တော်ပါလိမ့်မယ်နေလို့ပြဗျဘူကြီးတယောက်ကသူ့ရဲ့အထုတ်ထဲမှာသူအမြင်နဲ့မြင်းသေး ထည့်ပေးခိုင်းပြီးတော့မှနောက်တန်းကိုထည့်ပေးခိုင်းပြီးတော့မှ तू ကဘာလုပ်လဲအဲ့ဒီမြင်းတွေကိုရဲဘော်တွေကိုပြန်ပြန်ရောင်းစားရဲဘော်တွေကဒီဟာရှူလိုက်ပြီးလို့ရှိရင်တို့ရဲ့လာတာဘိုးကြီးကိုပြန်ပြီးတော့ထိုးအပ်လိုက်ရဒီလိုမျိုးပေါ့နော်ဟိုဈေးနှုန်းမြင့်မြင့်မားမားနဲ့ပေါ့ခဲခဲတဲရတဲ့ကဈေးနှုန်းမြင့်မြင့်မားမားနဲ့ရောင်းမှာပေါ့အဲ့ဒီလိုမျိုးရောင်းချတယ်အခုလဲအဲ့ဒီဆန်အေးထဲမှာအဲ့ဒါတွေတွတ်တွေ့တယ်ဗျာ နော်အဲ့တော့ကျွန်တော်တို့ဒါတစ်ဖွဲ့နဲ့တစ်ဖွဲ့ကလည်းကျွန်တော်တို့ damp လုပ်တဲ့နေရာတွေတို့ပြီးလို့ရှိရင် line အခက်ခဲပေါ့နော်ဖုန်း line အခက်ခဲကြီးလည်းရှိရဲကျွန်တော်တို့ starling အခက်ခဲကြီးလည်းရှိရဲ starling band နေရာတိုင်းမှာမရှိတဲ့အခက်ခဲကြီးလည်းရှိရဲခါကြကျွန်တော်ဓာတ်ပုံမှတ်တမ်းလေးတော့ကျွန်တော်မင်းညာစူးစမ်းပြီးတောင်းကြည့်သေးတယ်ဒါပေမဲ့အဲကျွန်တော်အဆက်အသွယ်လေးနည်းနည်းမရတဲ့ခါကြတော့ဟိုဓာတ်ပုံမှတ်တမ်းနဲ့တကွာကျွန်တော်ဒီမှာတခါလေးထိုးပြကြည့်တာပေါ့နော်ဒီကောင်းလေးဒီလိုအခြေအနေမျိုးရှိနေပြီးတော့ဒါဥသိဥဆောင်ကိုယ်ခဲ့တဲ့လူတွေကအဲပါစားတွေကိုကျွန်တော်ဆေးကြွေးပြီးတော့မှတိုက်ခိုင်းနေဆိုတော့ကျွန်တော်အရင်တော့အဲ ကျွန်တော်ခြေထက်တက်မှနေတော့လည်းအဲ့ဒါမရှိခဲ့ဘူးမရှိခဲ့တော့ကျွန်တော်ကဟုတ်ပါမလားဗောနော်ဟုတ်ပါမလားတော့ရဲဘော်တွေပြီးလို့ရှိရင် interview interview မေးလို့ရှိရင်သူကအများကြီးကျွန်တော်တို့ဘက်ကမေးပြတယ်ဗောနော်စီကျွေးပြီးတော့တက်ခိုင်းနေဆိုတော့ဟုတ်လားစီကျွေးပြီးတက်ခိုင်းနေဆိုတော့ဟုတ်လားဆိုတော့ဟာဒီမေးတဲ့အချိန်မှာကျွန်တော်တိတ်တောင်မယုံသင်တာဖြစ်မိတယ်ဗောနော်ဒီကိစ္စကမဖြစ်နိုင်ဘူးဗောနော်ဘာဖြစ်လို့ဆိုတော့တုံးတဲ့လူမရှိဘူးလားဆိုတော့သူကသူသူကိုကြိုက်ရကိုနှစ်သက်ရကိုကကိုလောက်ကြတာဗောနော်အရက်တော့တဲ့လူကတောင်းမယ်ဒါဒီကိစ္စလောက်တဲ့လူကလောက်ကြတယ်ဗောနော်ကိုက သူသူကလည်းသူဟိုအရင်နေ့မှာရှိလား50 60ယောက်လိုပဲယူဆတာပေါ့နော်အခုကအဲ့လိုမဟုတ်တော့ဘဲနဲ့ဒါကျွန်တော်တို့ရဲစေးတစ်ခုဖြစ်ဒီဟာတွေကိုရဲစေးတစ်ခုဖြစ်တင်လာပြီးတော့မှအရက်တိုက်ပြီးတခိုင်းမယ်ဆိုဗျာအရက်လင်းမင်းများများတောင်းနိုင်တဲ့လူဆိုလို့ရှိရင်အရက်ကိုအရက်တစ်လုံးတော့ပါလို့ဆိုလို့ရှိရင်ခင်ဗျာအရက်ခုနှစ်လုံးလောက်ထိုင်ခုနှစ်ရက်လောက်ပဲတော့အောင်မဟုတ်ကောင်ဆိုလို့ရှိရင်နည်းနည်းဟို weight ပေါ့ပေါ့လေးနဲ့လူတယောက်ကိုအကြာကြီးဟိုဆွဲဆောင်ထားနိုင်တဲ့ အနေထားမျိုးရှိရယ်ပေါ့နော်အဲ့ပြီးလို့ရှိရင်မနေ့ညကဆိုလို့ရှိရင်လည်းဒီကောင်လေးဒါစီအောင်တော်ထဲမှာကျွန်တော်တို့ဒီဘက်ကပြစ်ခတ်မှုကြောင့်ကျွန်တော်ဟိုနည်းနည်းလေးတို့ဖျော်ဖျက်ဖြစ်တယ်ဖျော်ဖျက်ဖြစ်တော့ကျွန်တော်တွေ့ရဖျော်ဖျက်ဖြစ်ရင်တော့အေးပါစားတွေကတော့ညကြရင်တော့ပြေးလိမ့်မယ်လစ်လိမ့်မယ်ဆိုတော့မနေ့ညဒါစီအောင်တော်ထဲမှာတချို့တွေဒါပြေးလွှားကြတယ်ပေါ့နော်ပြေးကြလွှားကြအချိန်တွေမျိုးတွေကြုံရတယ်လူမျိုးလဲကြားရတယ်ပေါ့နော်အဲ့တော့ပြေးတဲ့အဖွဲကတော့တော်တော်နည်းနည်းကန်တော့နည်းနည်းဆိုးသွားတယ်သူတို့နောက်ကလိုက်တဲ့အဖွဲကပြန်ပြီးတော့မှမိသွားတယ်ပေါ့နော်မိသွားလို့ဒီကောင်လေးထုံးတဲ့နိုင်နေရာ သူ့နေရာသူပြန်ပြီးတော့မှပါသွားတယ်ဗောနော်အဲ့တော့ဒီနေရာမှာပါတဲ့ပါစတွေအနေနဲ့လည်းဒါအချိန်မြေးပါနော်အချိန်မြေးကျွန်တော်လမ်းမှာတွေ့တဲ့အဖြူမှတ်သားတစ်ခုဗောနော်ကြိုက်တဲ့ဟာကိုယူပြီးတော့မှကျွန်တော်တို့စီအ мян တော့ဆက်သွယ်လို့ရပါတယ်ဗောနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဓာတ်ထဲမှာအဲကြေးရွာတွေဘာတွေနဲ့အဲတွေ့တာမျိုးဘာညာဆိုလို့ရှိရင်လည်းကျွန်တော်ကြေးရွာသားတွေနဲ့ချိတ်ဆက်ပြီးတော့မှလည်းကျွန်တော်တို့ဘက်ကိုလာလို့ရပါတယ်ဗောနော်ကျွန်တော်တို့ဘက်ကတောက်လျှောက်ဒီအိုင်နဲ့ပတ်သက်ပြီးတော့မှလည်းကြိုးစိုးလျက် ်ရှိပါတယ်ဗောနော်အဓိကခင်ဗျားတို့ဟိုတန်ဒီစစ်သားတွေနဲ့ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေရဲ့ဂျာမန်ခင်ဗျားတို့ပတ်စားတွေဂျာညက်နေခြင်းကလည်းတက်ရှုခံထားရခြင်းကလည်းကျွန်တော်တို့တော်လိုင်းအတွက်တော့နည်းနည်းတော့ဟိုအနောက်ရှက်အဟန်တာတစ်ခုဖြစ်ကျွန်တော်လှုပ်ဆောင်နေရတယ်ဆိုတဲ့ဟာလေးကိုပြောချင်ပါတယ်ဗျာနောက်တစ်ခုကတော့ကဲဒါကတော့ဘိုးကြီးတင်လောက်ပြောထားတဲ့အကြောင်းအရာလေးဖြစ်ပါတယ်နော်အဲဒီတော့တင်းတန်းတိုင်းတိုင်းမှုကိုပြုတ်စော်မယ်တက်မဟာလေးပေါ့နော်အဲတော့ကြားတဲ့အတိုင်းပေါ့နော်ဒီရှေ့တန်းစစ်မြေမှာဒီတိုင်းမှုတွေက အနောက်တန်းမှာသူတို့စံနေမှာတဲ့အချိန်မှာဗောနော်ဒီမြွေစီဝါတွေတည်လာပြီးတော့ရှေ့ထဲမှာပြန်ရောက်စားပြီးတော့ရဲဘော်တွေရဲ့ဒီလစာတွေကိုဗောနော်သူ့မိမကိုနောက်တန်းမှာထိုင်စားဆိုတဲ့ပုံစံနဲ့ဗောနော်အဲ့လိုမျိုးဂွင်းနေဖန်ပြီးတော့လုံနေတာလေးတွေ့ရပါတယ်နော်သူတို့ကတစ်ချက်ခုတ်နှစ်ချက်သုံးချက်ပြက်ပေါ့ပတ်စံလေးရတယ်ဟိုကမြွေစီဝါဆဲတော့ စစ်တိုက်ရင်လည်းပိုကောင်းတယ်ပေါ့နော်အဲ့ဒီပုံစံတွေလောက်ထားတွေ့ရပါတယ်နော်ဒီလိုမျိုးဒီစစ်တိုက်တိုင်းပြည်မှာပေါ့နော်ဒီလိုမျိုးရုပ်မှာရက်ဆက်တဲ့ကောင်တွေဥဆောင်တွေတွေ့ရတော့တိုင်းပြည်ကတော့ကောင်းဖို့လာလာလုံးဝမရှိပါဘူးနော်အဲ့တော့ new online အမြန်ပြပြပြမှာဒီလိုကောင်တွေအမြန်ဖြည့်ရှင်းဖို့လုပ်နေပါပြီနော်ဟုတ်ကဲ့ဒီညပိုင်းအတွက်သတင်းပြတော့ဒီလောက်ပါပဲနော်အစားဆုံးကြည့်ပြီးတဲ့မြို့ပြည်သူရောက်စီတိုင်းထူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အကြံဖတ်မင်းအောင်လာရင်စစ်ပေးငလင်ပေးမင်းနေပေါင်းစုံမှာကင်လို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ